Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားစားစာဆိုအရန်ကိုမှကြိုက်တဲ့ဒါလေးအတွက်ကင်ချီထွင်းကြော်လေးကြော်ပါမယ် ကိုရီးယားစားစာကြတော့ကျမတို့မိသားစုအတွက်ပေါ့နော်ဂရင်းမတွေ့စေဘူးပေါ့နော်ကျမတို့ကကိုရီးယားစားစာကိုသိမ့်မကြိုက်တဲ့အခါကျတော့ကင်မချီတမင်းကျော်လေးကိုကျမတို့မိသားစုတွေအတွက်ဂရင်းတွေ့စေမယ့်ပုံစံလေးကြုံမှာဖြစ်ပါရဲ့ရှင်အဲ့တော့ကင်ချီတမင်းကျော်လေးကိုကျမတို့မြန်မာဗစက်တီနေပေါ့နော်ဂရင်းတွေ့စေအောင်ဘယ်လိုကြုံလဲဆိုတာကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်အရင်ဆုံးစိတ်သား90သားကိုရေနဲ့တန်ရှင်းစင်ကြအောင်စီကြောပြီးတော့ရှာလကာကြီးလေးထည့်ပြီးတော့နိုင်ဝက်လောက်စိတ်နာပါမယ်ရှင်အညီနဲ့နေပြောင်းစီရန်ပေါ့နော် စိတ်သားဟိုကတော့အသားရေရင်နှူးရိုးရေပေါ့နော်ပေါင်းပြီးတော့50သားသုံးပါတယ်ပြီးွားရင်တော့ချက်သွန်ဖြူအလုံးကြီးလေးနှလုံးလောက်ကိုတပြားရိုက်ပြီးတော့နှုတ်နှုတ်ဆင်တာပါမယ်ရှင်ကျမဒီနေ့အသုံးပြုသွားတဲ့အချိုးစားလေးတွေကတော့ထမင်းပေါ့နော်နှိုးစီဘူးသုံးလုံးချက်စာအသုံးပြုတာဖြစ်ပါတယ်ရှင်ပေါင်းပစ္စည်းလေးတွေလူတို့ပို့ချောကတော့မိမိစိတ်ကြိုက်ပါနော်ပြီးတော့ကျမဆန်နှိုးစီဘူးသုံးလုံးချက်ကတော့တခါတည်းတပြိုင်တည်းကျော်မှာမဟုတ်ဘူးပေါ့နော်ခွဲကျော်မှာဖြစ်ပါတယ်ရှင် စတုံဖြူလေးတွေနဲ့နှုတ်ဆင်းပြီဆိုရင်တော့စိတ်သားကိုရှာလကာရဲ့အနံ့လုံးဝပျောက်သွားတဲ့ဒီအထက်ထက်စီကျော်ပြီးတော့ရတာမူလေးတွေထည့်ပါမယ်။ရတာအနေနဲ့ချုံမုံလက်ဖက်စာစုံတစုံ၊စားထမင်းစာစုံတစုံနဲ့ပဲမပြရဲ့အကြီးထမင်းစာစုံတစုံ၊ငြုတ်ကောင်းမုံကိုလက်ဖက်စာစုံနဲ့တစုံထည့်ပါမယ်။ပြီးွားရင်တော့သမယာတိပေါ့နော်အရေရွှဲနဲ့သမယာတိအလုံးကြီးလေးတစ်လုံးလောက်တုံးလိုက်ပါရရှင်။ တမယာသီးအစီလေးတွေကမကြိုက်လို့ရှိရင်ဖယ်စားလို့ရပါတယ်เนาะကျမတို့အိမ်ကတော့အများရဲ့တမယာသီးအစီလေးတွေထည့်ပြီးသုံးလေးရှိတာမို့လို့ကျမတို့မဖယ်တော့ပါဘူးဒီတမယာသီးအစီအကြောင်းလဲပေါ့เนาะအစိတ်သားမှာထူးထွေပြီးတော့ခါးသွားတာမျိုးမရှိပါဘူးရှင် အဲ့တော့ရသားလေးတွေအားလုံးနှက်ဆက်သွားအောင်တည်တည်ချာချာလေးနေပြီးွားပြီဆိုရင်တော့ဒီရသားလေးတွေအသားထဲဝင်သွားမှုအတွက်နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်ရှင်။ဒီနေရာမှာစိတ်သားနဲ့မဟုတ်ဘဲစက်သားနဲ့ကြုံရင်အလုပ်လည်းမလုပ်ဘူးပေါ့နော်။ CP ကြောင်းတို့ငါးသားတုံးတို့နဲ့ကြော်ဆိုင်ရင်အလုပ်မလုပ်ဘူးပေါ့နော်။စိတ်သားနဲ့မဟုတ်လို့အလုပ်ချုပ်သွားတာဖြစ်ပါတယ်ရှင်။စိတ်သားနှက်ထားတော့မှပဲစွတ်တမိတ်ကိုတန်ရှင်းစင်ကြင်အောင်စီပြောပြီးတော့လီဖြတ်ထားလိုက်ပါမယ်ရှင်။စိတ်သားနှက်ထားတာလည်းနိုင်ဝက်လောက်ကြာသွားပြီဆိုတော့ကျွန်မကရေနွေးသို့မဟုတ်ရေလေးထည့်ပြီးတော့နူးဤသွားတဲ့နေရာလောက်ထိပြုံသွားဖြစ်ပါတယ်။ ယ်ရှင်စိတ်သားပြုတ်ထားတော့မှာပဲကျွန်တော်တို့အမဲရအောင်ပေါ့နော်အမြုပ်ကလေးတွေကိုဖယ်ပေးပါမယ်ပုံမှန်ဆိုရင်ကျွန်မကစိတ်သားဖြစ်ဖြစ်စိတ်သားဖြစ်ဖြစ်တည်ရီလောက်ပေါ့နော်ပြုတ်ပြီးရင်ဖယ်ပြီးတော့မှရေးတန်းနဲ့နောက်ခါတည်ရီနဲ့ထပ်ပြုတ်တာပေါ့နော်ဒီနေ့ကတော့အရသာလေးတွေနေလိုက်တဲ့ခါကျတော့ကျမတေးမဖေတော့ဘဲနဲ့အမဲရောက်ပြုတ်ကြီးလေးတွေကိုပဲဖေလိုက်ပါရရှင်။ပြီးွားရင်တော့ဒီစိတ်သားလေးတွေနူဤသွားတဲ့နေထားတော့ဒီဖုံးအုပ်ပြီးတော့ဆက်ပြီးပြုတ်သွားလိုက်ပါမယ်ရှင်။ ်ပြီးွားရင်တော့ကင်ချီလေးတွေကိုလည်းကိုလိုသလိုနေထားလေးတွေလှည့်ဖြတ်ထားလိုက်ပါမယ်เนาะကျမကတော့ထမင်းကြော်ထဲမှာပေါ့နော်ကင်ချီဖက်အကြီးကြီးဖြစ်နေမှာဆိုတော့ကင်ချီဖက်လေးကိုကိုလိုချင်တဲ့အနေထားတတိလေးတွေပဲလှည့်ဖြတ်ထားလိုက်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့စိတ်သားကလည်းလုံးဝနူးဤသွားတဲ့အနေထားလေးကိုရောက်သွားပါပြီရေလဲခံသွားပြီစိတ်သားကလည်းနူးဤနေပြီပေါ့နော်စိတ်သားကိုအေးခံပြီးွားပြီဆိုရင်တော့ကိုလိုသလိုအနေထားလေးတွေလှည့်လိုက်ပါမယ်ဒီနေရာမှာမလီးဘဲနဲ့ခုနအတိုင်းပဲကြော်လဲရပါတယ် ကျမတော့အတုံးကြီးလေးဖြစ်နေရတယ်အတုံးသေးလေးတွေနေထားလေးတွေလူဖြတ်လိုက်ပါတယ်ဒီနေ့အသုံးပြုသွားတဲ့ပစ္စည်းချိုးစားလေးတွေကတော့ကျမစံနှုတ်စီဘူးသုံးလုံးချက်စာပေါ့နော်ထမင်းကိုအဲနှုတ်စီဘူးသုံးလုံးချက်စာလေးအသုံးပြုပြီးကြော်မှာဖြစ်ပါတယ်ကျမကတော့စံနှုတ်စီဘူးသုံးလုံးစာချက်ထားတဲ့ထမင်းကိုတပြိုင်နက်တည်းမကြော်ပဲခွဲကြော်မှာဖြစ်ပါတယ်ဒါကတော့စံနှုတ်စီဘူးတလုံးခွဲစာအတွက်ကိုပဲအရင်ဆုံးကြော်မှာဖြစ်ပါတယ်။အရင်ဆုံးနှမ်းစီနှစ်ချက်ခွဲသားလောက်ထည့်ပါတယ်။ပြီးတော့နှုတ်နှုတ်စင်သားတဲ့စက်သွင်ဖြူလေးကိုတစ်ဝက်လောက်ထည့်လိုက်ပါတယ်။ပြီးွားရင်ပြုတ်ထားတဲ့စိတ်သ ားလေးကိုလည်းတစ်ဝက်လောက်ပေါ့နော်တစ်ဝက်မရှိတရှိလောက်ထည့်လိုက်ပါတယ်။ကျွတ်သွန်ဖြူလေးရဲ့စိတ်သားလေးရဲ့ရောသမားမွေးသွားအောင်တည်တည်ကြကြလေးမွေးပြီးပြီဆိုရင်တော့ကျွန်တော်တို့လှည့်ပြတ်ထားတဲ့ကင်မချီလေးတွေကိုထည့်လိုက်ပါတော့မယ်ရှင်။သမင်းနိုးစီဘူးတလုံးခွဲစာအတွက်ကကျွန်မကင်မချီ၁၀သားအသုံးပြုပါတယ်။ ကင်ချီကလည်းဒီနေရာမှာလူတို့ပူချော်မိမိစိတ်ချိုက်တုံနိုင်ပါတော့เนาะကျမကင်ချီကိုလည်းအရင်အကြိုက်တယ်ထင်မှာမပါတော့ကျမတော့အနေငယ်ပဲထည့်တုံပါတယ်။ဒီတော့အိမ်မှာဟင်းချက်ရင်အသုံးပြုနေကြငရုတ်သီးအယောင်တဲနှစ်ပေါ့เนาะအဲ့ဒါကိုထမင်းစားစုတစုံနဲ့အသုံးပြုပါတယ်။ပြီးမှရင်စွတ်သွဲမိအနေငယ်ထည့်ပါမယ်။အဲဘက်ငက်ပြာကြီးအကြီးနဲ့ခယူးစီကိုတော့ထမင်းစားစုတစုံစီအသုံးပြုပါတယ်။ မိဘရဲ့အရသာလေးတွေနှံဆက်သွားအောင်တည်တည်ချာချာလေးမွေးသွားလိုက်ပါမယ်ရှင်။ကျမအသုံးပြုထားတဲ့ရုပ်သီးအောင်တင်အနှစ်ကလေးရကြတော့လေကျမကအိမ်မှာအနက်ပြောက်တဲ့အထီးချက်ထားတဲ့အနှစ်ကလေးဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့ဒီမှာတော့ရုပ်သီးအောင်တင်နှစ်ကပေါ့နော်ရုပ်သီးစိမ့်စုံအနက်မထွက်ပါဘူးရှင်။အောင်ရောသမားသွားအောင်ဝေပြီးပြီဆိုရင်တော့ကြက်သားမဟုတ်ထမင်းစားစုံတစ်စုံထည့်လိုက်ပါမယ်ပြီးွားရင်ကြောသမားမွေအောင်ထပ်ပြီးမွေလိုက်ပါမယ်ရှင်။ ားလုံးရောသမသွားအောင်ထည့်ပြီးပြီဆိုရင်တော့ထမင်းနိုးစီဘူးတလုံးခွဲစားချက်ထားတာလေးကိုအရင်ထည့်လိုက်ပါမယ်ရှင်။ထမင်းနဲ့ဘောင်ဝင်ပစ္စည်းတွေအားလုံးနဲ့ရောသမမှုသွားအောင်တည်တည်ချာချာလေးမှုသွားလိုက်ပါမယ်ရှင်။ဒီနေရာမှာကိုရီးယားငွေတိအနှစ်မတုံးဆိုတာကျမတို့မိသားစုကလုံးဝမကြိုက်လို့ပါရှင်။တားလေးရတော့ကြိုက်တယ်၊ဂျန်တဲ့သူတွေတောင်မှမကြိုက်ဘူးပေါ့နော်။အဲအဲ့ဒါကြောင့်မို့လို့ဒီမှာတော့ကိုရီးယားငွေတိအနှစ်ကိုထည့်မတုံးခြင်းဖြစ်ပါတယ်။ထည့်တုံးခြင်းတဲ့သူတွေကတော့ထည့်တုံးလို့ရပါတယ်နော်။ ကိုရီးယားမျိုးတည်းအနေကကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်ပေါ့နော်အားလုံးရောသမားမွေအောင်မွေပြီးပြီဆိုရင်တော့စာလက်ဖက်စာဆိုတစ်စုံလောက်ထည့်လိုက်ပါရရှင်ပြဝရင်တော့မြေကောင်းမှုကိုထမင်းစားစွန်းတစ်စွန်းလောက်ဖြူလိုက်ပါမယ်ရှင်။ နောက်ဆုံးမှာတော့နှမ်းထမင်းစားစုံတစ်စုံကွယ်လောက်ထည့်လိုက်ပြီးဆိုရင်တော့အရင်ကမှရတာရှိတဲ့ကင်ချီထမင်းကြော်လေးရပါပြီ။ချက်ဦးလေးလည်းကြော်ထားလိုက်ပါမယ်ရှင်။ရင်းကြီး၆ကလေးတွေကိုလည်းကကြီးနဲ့ကြိုက်ပြီးထည့်ပြီးပြီးဆိုရင်တော့အရင်စားလို့ကောင်းတဲ့ကင်ချီထမင်းကြော်လေးရပါပြီရှင်။ဖီယိုလေးကိုစုံပြီးတ िश ူပေးကြတဲ့တူတယောက်စင်စီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါရယ်ရှင်။နောက်တော့ဖလော်ရီမှာပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။